်တနင်္ဂနွေသာသမီများအတွက်2025ခုနှစ်ဧပြီလအတွက်ကလဇာဝေရင္ကြတဲ့အထူးဟော့စတန်ဖြစ်ပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ရွှေငွေပစ္စည်းအခွင့်အရေးပြန်ရဖို့ရှိနေပါတယ်ပြည့်မလို့ဖြစ်တဲ့အလုံများထားပြီးတော့အောင်မြင်မှုရှိနေပါတယ်ကိုယ်မုန်းတဲ့သူတွေကတန်ချစ်လာဖို့ရှိနေပါတယ်နှစ်ပေါင်းများစွာဝဲကွာခဲ့တဲ့တငယ်ချင်းတွေဆွေမျိုးတွေမိတ်ဆွေတွေပြန်ဆုံရဖို့ရှိနေပါတယ်အလုတ်တိုင်းနေရာတိုင်းမှာလည်းပဲကိုကြီးမဆမဲ့သူတွေများနေတတ်ပါတယ် ဲ့တော့အိမ်အောင်ကြီးနဲ့ပတ်သက်လို့ကလည်းပဲအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။ကြီးခဲ့သူတရားကိုအကြောင်းကြည့်ပြီးတော့ပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။အဲ့တော့အချစ်ရေးအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်။အဆင်ပြေပြီးသားသူများကတော့အချစ်ရဲ့ချိုးမြိန်နဲ့အပြေးပွင့်တွေကိုခံစားရမယ်လပဲဖြစ်ပါတယ်။အဲ့တော့ပြည်တွင်းပြည်ပခီးများကတော့စိတ်ပူထွန်းတော့ပြီးတော့အောင်မြင်နိုင်ပါလိမ့်မယ်။ အလုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်လုပ်ငန်းသစ်များစတင်လို့ရပါတယ်အဲ့တော့ဒီချိန်ကာလတွေမှာအနည်းယောင်အစိမ်းယောင်တွေကကန်ကောင်းစေတဲ့အကြောင်းတွေဖြစ်ပါတယ်တနင်္ဂနွေဟိုတူဟူတာသမီတွေစီရနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်အင်္ဂါတာသမီများအင်္ဂါနေ့များကိုတော့တတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်အဲ့တော့ဒီချိန်ကာလမှာငွေအတွက်စင်ပြေခြင်းနဲ့ငွေကြေးကိစ္စတွေစင်ပြေခြင်းနဲ့နောက်အခြေစင်ပြေခြင်းနဲ့နောက်အကျွေးကိစ္စတွေ အစီအပြေချင်းနဲ့အကျွေးအမြန်ကြည့်ချင်းနဲ့အဲ့တော့ငွေကြေးကိစ္စအခြေကိစ္စအကျွေးကိစ္စအစီအပြေချင်းတဲ့သူများကတော့အဲ့တော့စီးနေသော ရေအရှင်ထဲမှာ9ခုနှစ်ကောင် အေးမဲ့လှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ငွေကြေးအခြေရေးအကျွေးကိစ္စတွေအစီအပြေပါလိမ့်မယ်အဲ့ဒါမကြခဏလှုပ်ပြီးပါအဲ့တော့အင်တောင်ရေးအစီအပြေချင်းတဲ့သူများအလုတ်ဒူကြီးနေရာနဲ့ပတ်သက်လို့အစီအပြေချင်းတဲ့သူများကတော့အလူဟင်းစွန့်တော့ကက်ပြီးတော့ဆူတောင်းပါအဲ့တော့အင်တောင်ရေးအစီအပြေဖို့အတွက် အဲရှောက်ထားတဲ့အလုပ်ကိုအမြင်ရဖို့အတွက်အလုပ်မှာအဆင်ပြေဖို့အတွက်လူကြီးနဲ့နေရာနဲ့အဆင်ပြေဖို့အတွက်ကတော့အာလူဟင်စွန့်တော့ကပ်ပြီးတော့ဆူတောင်းပါအဲ့တော့ပြည်တွင်းကီပါခင်ကြီးအောင်မြင်တဲ့သူများကတော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်ကိုအသက်လဲကြီးရမယ်ဆင်းလဲဆင်းရမယ်အဲ့တော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်တယောက်ကိုစက်ပြအကျန်းလက်တုပ်ဘွားအကျန်းအဆန့်အနှောင်းစွန့်ကျဲထူတန်းခြင်းအဖြစ်ပြည်တွင်းကီပါခင်ကြီးများအောင်မြင်ပါလိမ့်မယ်အဲ့တော့ကျမ်းမာရေးကောင်းစေမဲ့ယရိယာကတော့ စိတ်ပန်းဟင်းအထမင်းနဲ့နေပြီးတော့လက်ငှက်ခွေးကိုကျေးဖို့ဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရေးကောင်းစီမယ်ကြီးတွေကတော့အဲစိတ်သားဟင်းကိုထမင်းနဲ့နေပြီးလက်ငှက်ခွေးကိုကျေးပါ C3 byte ရောနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။အဲ့တော့ဒီချိန်ကာလမှာရောင်းထွက် ရောင်းကောင်းခြင်းနဲ့ကစ္စည်းများပို့တော့အဲတည်င်းစာနဲ့ရက်ခက်ပြီးတော့ဆူတောင်းပေးပါ။ရက်ခက်ရင်နဲ့ပစ္စည်းများရောင်းထွက်ဖို့ဈေးကောင်းရဖို့စသည်နဲ့ဆူတောင်းပါ။ဘယ်နေ့မဆိုဘယ်ချိန်မဆိုဘယ်နေရာမဆိုမကြခဏလောက်ပြီးလိုက်ပါလေ။ ကဲတော့တနင်္ဂနွေသားသမီးများအားလုံးအောင်စီပိုင်စီနိုင်စီခိုက်စီပြအဲ့တော့တနင်္လာ သားသမီးများ2025ခုနှစ် AB လအတွဲတလစာဘေဒင်းတရား2 host time ဖြစ်ပါတယ်အဲ့တော့ရေဝေးအဆက်တွေကောင်းနေပေါ်လာဖို့ရှိပါတယ်တရင်ကောင်းနေကြားဖို့ရှိပါတယ်ဝမ်းသာစရာဧည့်သည်များတွေ့ရဖို့ရှိပါတယ်ပြင်းပြပခီးများသွားဖို့လည်းပဲအကြောင်းနေအော်ရတတ်ပါတယ် ပြည်တွင်းပြည်ပခရီးများသွားတတ်တဲ့အောင်မြင်မဲ့ချိန်ကာလကိုဖြတ်သန်းမှာဖြစ်ပါတယ်။အဖိုးတန်စပစ်စည်းတို့၊ရွှေတို့၊ရတနာတို့ဝင်လာဖို့ရှိနေပါတယ်။ရစရာပေးစရာဝင်များကတော့စိတ်ထုတ်တက်ကြပြီးမှအောင်မြင်နိုင်ပါတယ်။အလုတ်ကိုင်အကြစီများကင်းတော့လွဲကျော်ပြီးမှအောင်မြင်နိုင်အောင်မြင်နိုင်ပါတယ်။အဲနှလုံးသားရဲ့အယူဆပေါ်လွင်မှုတွေ၊စကားပြောအငင်းခုန်တွေအဲ့ဒါစိတ်ပူစရာတွေရှိနေပါတယ်။လူပိရဲ့ service ဘုံမစင်အိမ်တော်လေးပဲကြက်တတ်ပါတယ်။အိမ်တော်ကြီးကတော့တဲ့အကြောက်ကိစ္စ မမေရမရှိဘဲနဲ့နင်းနေကြောမတက်ဖြစ်နေတတ်ပါတယ်။အိမ်ထောင်ကြီးတစ်ချက်ချက်ဖြစ်လေစီးပွားတက်လို့ဆိုတဲ့ချိန်ကာလပဲဖြစ်ပါတယ်။အဲ့တော့မကောင်းတာသုံးချက်ရှိပါတယ်။ငွေတို့ပစ္စည်းတို့ကျောက်တတ်ပါတယ်။မိမိရမှန်နေပါအဲ့ရနဲ့စကားပြောငင်းခုန်ဖြစ်ရှင်းရတတ်ပါတယ်။သူများပြစ်တနာရှားညက်တတ်ပါတယ်။အရိထားစီလိုပါတယ်။အဲ့တော့ဒီချိန်ကာလထဲမှာညီညိုရောင်၊ကိမိကြားအရောင်၊ကြက်ရောင်တွေဟာကံကောင်းတဲ့အရောင်တွေကတည်းကမြန်မြန်ဝတ်ဆင်အသုံးပြုနိုင်ပါတယ်။တောက်ကြ အင်္ဂါသာသမီတွေစီကနေပြီးတော့အကူညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အရေးကြီးတိစများကိုတောက်ပြနေအင်္ဂါနေ့ဒီမှာဆောင်ရွက်စေလိုပါတယ်။အဲ့တော့ကြာသာပရိသာသမီတွေကြာကြာသာပရိနေ့ဟိုတော့အထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်။အဲ့တော့ဒီလာထဲမှာငွေကြီးတိစအခြေတိစအကျွေးတိစအစဉ်ပြေကျင်တဲ့ဒုညကတော့ခောက်ဆွဲကျော်ကဲငဲမှာထက်ပြီးတော့ဘုံရင်းကြောင်းစော့ပို့ခြင်းအဖြစ်ငွေကြီးတိစတွေအခြေကိစ္စတွေ ဂျူးကိစ္စတွေအစင်ပြေအောင်မြင်ပါလိမ့်မယ်။အလုတ်ကန်အကြံစီများအောင်မြင်ဖို့အိမ်တွင်းရေးအင်တောင်းရေးအစင်ပြေဖို့ဗီယာထိုင်ကင်းကိစ္စအစင်ပြေဖို့အထက်လူကြီးနဲ့အစင်ပြေဖို့ရှောက်ထားတဲ့အလုပ်ငွေရဖို့အဓိကဒီငွေအတွက်ကတော့ကျအုပ်၁၂လုံးအိုးထဲမှာတက်ပြီးတော့ဘုန်းကြီးကျောင်းကိုဆုံးဖို့ကြီးအားဖြင့်အဲအခုနပိစားတဲ့အစင်ပြေအောင်မြင်နိုင်ပါတယ်။အဲ့တော့ကျအုပ်ကအစင်ငယ်ရတယ်ချက်ပြီးသားလည်းရတယ်ဒီကတော့၁၂လုံးပြဖို့ရည်ကြီးတယ်၁၂လုံး ိုးထဲမှာပထရမယ်အခြားဘူးတွေဖွက်တွေနဲ့ထက်လို့မရအောင်အင်းငယ်နဲ့ထက်လို့မရအောင်အဲ့ဒါဘုံကြောင့်ကိုစွန့်ပို့ခြင်းအဖြစ်အင်းနှင်းရဲ့အလောက်ကိုင်းနေရာတိုင်းချင်းမဲ့ဆက်တဲ့ကိစ္စတွေအစဉ်ပြီးအောင်မြင်ပါလိမ့်မယ်အဲ့တော့ပြည်တွင်းစီပါခီအောင်မြင်နေတဲ့သူများကတော့တဲ့လမ်းမှာတွေ့ရဖုန်းကြီးကိုအပြာရောင်ငရက်တို့ပေါ်ပါပြန်တန်းချင်းအဖြစ်ဤရင်းကီပါခီများအောင်မြင်ပါလိမ့်မယ်တမ်းမရတော့1.5ကောင်ဒုမျက်လုံးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေတူပါတယ် ကျမ်းမရေကောင်းမဲ့ယတရာကတော့ဘဲဥပြုတ်လက်ငါကိုတိပြလိုက်ပါငါမှရှိရအခိုက်တွေအညံ့တွေယောဂတွေပါသွားပါသေးတယ်ဆိုတော့အဲ့တော့အပုပ္ပကရယတရာလေးတွေကမကြာခဏရှင်းပြဖို့ဖြစ်ပါတယ်အကျိုးပေးတဲ့ဒီကနေ့ကတော့3လို့6တို့3 6 6 3နည်းမပါတဲ့လက်မှတ်ကိုရေးပြီးတော့ထိုးဖို့ဖြစ်ပါတယ်ကြတော့တနေ့လာအမနီမြလုပ်ငန်းစီးပွားတွေတူချဲလို့ရတယ်လုပ်ငန်းတည်တည်ဆလို့ရတယ်ကိုယ့်ရည်မှန်းချက်အိမ်မက်တွေအပေါင်းတဲ့ပေါ်လို့ရပါတယ်အဲ့တော့တနေ့လာကာသမီးမြ ဣတိရကိုလွတ်လပ်ပေါ်ပါကျယ်စင်စွာနဲ့ကက်တန်းနေခဲ့ပါသည်အင်္ဂါသာသမီများ2025ခုနှစ်ဧပြီလအတွက်အလစာဘေဒင်ဟော့စတယ်ဖြစ်ပါတယ်အန်ပြောက်ငွေစုလိုက်အပုံလိုက်အနည်းဆုံးနှစ်ကျင်းရဖို့ရှိနေပါတယ်အဲ့ဒီပုံမှန်ထိုးပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့ဒီထိုးမယ်ဆိုရင်တော့6နှစ်26မျက်မြတ်ပါတဲ့ကနေ့ကိုရွေးပြီးတော့ထိုးဖို့ဖြစ်ပါတယ်ခြံတို့တိုက်ခန်းတို့ကားတို့ကောင်းသောအဝန်ရမှာရှိနေပါတယ်လူမျိုးချားနိုင်ငံခြားအကူအညီဆက်သွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ် လူမျိုးခြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ပါလိမ့်မယ်။ပြည်တွင်းပြည်ပကိစ္စများကတော့မတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ပါလိမ့်မယ်။အလုတ်ပြောင်းခြင်း၊ကွက်ခြင်းနေတဲ့ကြားတွေကအလုတ်မှရရုတိုးခြင်း၊လဆတိုးခြင်းတွေကြုံတတ်ပါရဲ့။အင်္ဂလိပ်နဲ့ပတ်သက်လို့ကတော့ဘေးလူကိုအကြောင်းပြုပြီးတော့ရင်းနဲ့မရကတောက်ကဆဖြစ်နေတတ်ပါတယ်။အဲ့တော့အခြေအရတော့နက်နာပွင့်စမ်းပွင့်မဲ့ကာလဖြစ်ပါတယ်။အဲ့တော့အခြေအစဉ်မြူပြီးတဲ့သူမှပြန်ပြီးတော့အစဉ်ပြေဖို့ရှိနေပါတယ်။ အဲ့တော့ပြည်ပသားသူများကတော့အချစ်ရဲ့ချူမြေနဲ့အပြီးပွင့်ညကိုခံစားရမယ်အဲ့တော့ရင်ခုန်တန်နေစိတ်ကြည်ညီမဲ့ကာလပဲဖြစ်ပါတယ်အလုံးနဲ့ပတ်သက်လို့အိမ်တောင်ရင်အိမ်နွေးနဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အနှဲငယ်စစ်ပူစရာလေးတွေတွားဖို့ရှိနေပါတယ်အဲ့တော့ဒီအချိန်ကာလမှာအချူရောင်အတဲရောင်တွေကကန်ကောင်းစတဲ့အရောင်တွေပြည့်တဲ့ပြည့်များများဝတ်ဆင်အသုံးပြုနေပါရဲ့ကနင်းလာကောက်ကြရသာသမီတွေဆီရနေပြီးတဲ့အပူညီကောင်းအကြံကောင်းများရဖို့ရှိနေပါတယ်တနင်းငွေ သာသမီတနင်္ဂနွေနေ့တွေကိုတော့ထိုးတရီခါပြီးတော့ခက်တန်းစီလိုပါရဲ့အဲ့တော့ဒီခင်ကာလမှာငွေကြေးအစီအပြေခြင်းတဲ့သူများနော်အချစ်ရေးအစီအပြေခြင်းတဲ့သူများအကျွေးကိစ္စအစီအပြေခြင်းတဲ့သူများကတော့လမ်းမှာရှိတဲ့ဂျန်ခွက်ကိုကြောက်ခဲထုတ်ပြီးတော့ဆူတောင်းမှာအဲ့တော့ကြောက်ခဲပဲဖြစ်ရပါမယ်အုတ်ခဲတို့အဲမီစီခဲတို့ဖုတ်လို့မရပါဘူးကြောက်ခဲကြောက်စစ်တဲ့တဲ့ဖုတ်ရင်းနဲ့ဆူတောင်းမှာဝေကြေးကိစ္စများအကျွေးကိစ္စများအဲ့တော့အချစ်ရေးကိစ္စများအစီအပြေပါလိမ့်မယ် အိမ်တောင်ကြီးအိမ်တွင်းကြီးအလုတ်နေရာလူကြီးနဲ့ပတ်သက်တဲ့ကိစ္စများအစီအပြီးကင်းတဲ့အဲရှောက်ထားတဲ့လုပ်တွေအမြင်ရခြင်းနဲ့ရပီးစားအလုပ်မှလည်းအစီအပြီးကင်းတဲ့အိမ်တွင်းကြီးအိမ်တောင်ကြီးအစီအပြီးကင်းတဲ့လူကြီးနဲ့အစီအပြီးကင်းတဲ့လေထိုင်ခွင့်ကိစ္စအစီအပြီးကင်းတဲ့ဒီများကတော့မရှိမွမ်းပါတဲ့တက်ကြီးရဲ့ပေါ့အသက်လည်းကြီးရမယ်ဆင်းရဲဆင်းရမယ်အဲတရောင်းစားလေးရအဲ့တော့မရှိမွမ်းပါတဲ့တက်ကြီးရဲ့တရားကိုစက်ပြအကျန်းလက်တော့ဘွားအကျန်းပက်ဆက်အနှောင်းစွန့်ကျဲသူ့တန်းပြင်းအဖြစ် ဘုနာဖိဆိုင်အောင်မျိုးပါအောင်မျိုးပါလိမ့်မယ်။နောက်ပြည်တွင်းဒီပါခရီးအောင်မီတဲ့သူများကတော့တက်ခဲတက်ခဲပေါ်မှာပြောင်းနိုင်ထွန်းပြီးတော့ဆူတောင်းပါ။ကျတော့တက်ခဲပေါ့နော်။တက်ခဲဆိုတဲ့ညမှာအဲတန်မီထဲမှာတက်ခဲလေးရတယ်။ပိုးကပိုးထဲမှာတက်ခဲလေးရတယ်။တက်ခဲဖြစ်ရင်ပြီးတော့အဲတက်ခဲပေါ်မှာပြောင်းနိုင်ထွန်းဆူတောင်းစေအဖြစ်ဤတွင်းဒီပါဖီးများအောင်မီပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့1 byte 4 C နဲ့ပတ်သက်တဲ့ယောဂပြဋိဌာန်းဆိုပြောပါရတယ်။ကျမ်းမာရေးကောင်းမယ့်ဇေရီယာကတော့အာလူး ငါးလုံးကိုလမ်းမှာတွားပြီးတော့ပယ်မှတ်ပြီးတော့ဆွန့်ပလိုက်ပါငါးမှာရှိတဲ့အကိုက်ပြီးအငန့်ညီယောဂတွေပါသွားပါစေလို့ဆုတောင်းပါအခုကျွန်တော်ပြောပြခဲ့တဲ့တရားတွေကတော့မတကနာပြုလို့ရပါခဲ့ပါလေ။ဒါတော့အင်္ဂါတမီးများအဗီလာကိုဘလက်ပေါ်ပါကရှင်သွားနဲ့အောင်မြင်သွားနဲ့ကောင်းစွာပြသနိုင်ကြပါစေ။အင်္ဂါတမီးအားလုံးအောင်စုပိုင်စင်နိုင်ပြီးခိုင်ပြီလား။ကျွန်တော်ကတော့မင်းသိန်းခိုင်စီမံတူဖြစ်ပါရဲ့။ပေါ်တူဟူတာတမီးများ 2025ခုနှစ်ဧပြီလအတွက်တလဆာဘရင်ဟော့စတန်ဖြစ်ပါတယ်စိတ်လေစိတ်တွေပြီးတော့စိုးကြက်ချက်အမားတွေချမိတတ်ပါတယ်အရေးကြီးတဲ့စိုးကြက်ချက်များအများနဲ့မိသားစုနဲ့တိုင်မီပြီးမှစိုးကြက်ပါတိရောက်တဲ့ဆုံးဖြတ်မယ်ဆိုလည်းပဲအုံနောက်ငင်းနဲ့ပဲစိုးကြက်ပါစိတ်ထန်စားဖို့နဲ့စိုးကြက်မှတ်တတ်ပါတယ်နောက်ထိပောက်ကင်းရှိနေပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ပစ္စည်းများလက်ဆောင်ရရင်ထိထိုးပါဘွေတွေ့ရင်ထိထိုးပါ မွေကိုအိမ်မက်မက်လို့ရှိရင်ထိထိုးပါလေးကိုခွန်လို့ခွန်လို့လေးတို့မြန်မြန်ပါတယ်လက်မှတ်ကိုရေးပြီးတော့ထိုးပါအဲ့တော့ဒီချိန်ကာလမှာဤတွင်ပြပခေးများစိတ်ပူထိတ်ငော့ပြီးမှအောင်မြင်နိုင်ပါတယ်စိတ်ပူထိတ်ငော့ကြံ့ကြံ့ပြီးမှအောင်မြင်နိုင်ပါတယ်ဇလုံးသားရတော့ဘေးတို့နောက်ဆက်ရှိနေပါတယ်ဘေးလူအကြောင်းပြီးပြီးတော့စကားပြောညှင်းခုံရခြင်းစိတ်ပူဝခြင်းများကျုံတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့နှလုံးသားရဲ့နဲ့ပတ်သက်လို့ကာသာပရိသသမီးများတမောင်းနာမည်မှာ ပဖဘဘမပါတဲ့သူများဝင်ရှုပ်တတ်ပါတယ်သူတို့အကြောင်းပြပြီးတော့ကတော့ကဆာလေးတွေစိတ်ပူစရာလေးတွေစကားပြောအငင်းခုံလေးတွေရှိတတ်ပါတယ်ရစရာပေးစရာငွေများကတော့စိတ်ပူထင်းတော့ကြံ့ကြပြီးစကားပြောပြီးတော့အောင်မြင်နိုင်ပါတယ်အလုတ်ကန်အပြန်စီများထင်းတော့လွှဲချောပြီးအောင်မြင်နိုင်ပါတယ်အိမ်တွင်းကြီးနဲ့ပတ်သက်လို့အိမ်တွင်းကြီးနဲ့ပတ်သက်လို့အင်တာဗျူးနဲ့ပတ်သက်လို့လူကြီးအလုတ်နေရာနဲ့ပတ်သက်လို့အနည်းငယ်စိတ်ပူရတတ်ပါတယ်နောက်ပိုင်းတော့အဲ့တော့သူပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာ စနေနေ့ အဲဗိုဒူမီဒီယာကံကောင်းစေတဲ့နေကောင်းကိစ္စတွေဖြစ်ပါတယ်စနေဗိုဒူဟူသားသမီးတွေဆီကနေပြီးတော့အကြံကံအကြံကောင်းညံကောင်းများအကူညီကောင်းများလည်းရဖို့ရှိနေပါတယ်တောက်ကြသားသမီးများတောက်ကြနေများကိုတော့အထူးသတိထားပြီးတော့ကြက်တန်းစီနေပါတယ်အဲ့တော့ဒီရှင်ကလာမှာငွေကြေးအချစ်ရင်အကျွေးကိစ္စအစီအပြေခြင်းတဲ့သူများကတော့ကိတ်မှုခွေးကြေးပြီးတော့ဆူတောင်းပါကိုအင်းကကိုလေးရတယ်လမ်းကိုလေးရတယ်ကိမ့်မုတ်ခွေးကြည့်ပြီးတော့ဆူတောင်းခြင်းအပြင်ဝေကြီးကိစ္စများအခြေကိစ္စများ အကျိုးပြဆက်များအစဉ်ပြေအောင်မြင်ပါလိမ့်မယ်။လူကြီးအလုတ်ကိုင်းနေရာထန်ကင်းအိမ်နွေးရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စများအစဉ်ပြေခြင်းတဲ့သူများကတော့အာလူငါးလုံးကိုလမ်းမှာကင်ပော့ပြီးတော့ဆွရင်းနဲ့ဆူတောင်းပါ။ပြည်တွင်းပြည်ပခကြီးအောင်မြင်တဲ့သူများကတော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်ကိုအသက်လက်ကြီးရမယ်ဆင်းလင်းစင်းရမယ်။အဲ့တော့တရောင်းစားလည်းရပါတယ်။အဲ့တော့တက်ကြီးရွယ်ကိုတရောင်းစားတယောက်ကိုစပြာအကျန်းလက်တော့ဘွားအကျန်းပတ်စံအနှောင်းစွန့်ခြင်းမြူတန်းခြင်းအဖြစ် ပြည်တွင်းပြပခရီးများအောင်မြင်နိုင်ပါတယ်။အဲကျမ်းမာရေးအနေနဲ့ကတော့ခြေထောက်ခန်းသွေးသားနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ကျမ်းမာရေးကောင်းစေမယ့်ယေရီယာကတော့ကြက်တုံအနီကလုံးကိုငတ်တံနေခံလို့ပြောပြီးတော့အိမ်နောက်ဘေးမှာကြိုက်ပွက်ပြီးတော့ဆွံ့ပေးပါ။အဲ့တော့အခုကျွန်တော်ပြပြတဲ့ယေရီယာတွေကလွယ်ပါတယ်။အင်ပဒံလည်းစွမ်းပါတယ်။အဲ့ရှိစရာအစင်ဆက်လက်ဆင့်ကတုံးလာခဲ့တဲ့ညီငယ်ဖြစ်ပါတယ်အပမင်းနေခလက်ဆင့်ကပြကြပြခဲ့တဲ့ညီငယ်ဖြစ်ပါတယ် ဗမင်းနေကနဲ့အပိုင်းတပည့်တွေအပိုင်းရဲ့ပညာအမွေခံတပည့်တွေလက်ရှိအာကိုအာထာပြုတ်သုံးဆွဲနေတဲ့နည်းများပဲဖြစ်ပါတယ်။ဒါလွယ်ပြီမဲ့ impedance ဆွဲပါတယ်။အဲ့တော့အခုပြပြခဲ့တဲ့ယရိယာတွေကမကြာခဏခြေရမှာဖြစ်ပါတယ်။ကဲအဲ့တော့ဘုဒ္ဓဟူသတိများ AB လာကိုရလက်ပေါ်ပါအောင်မြင်စွာနဲ့ပြတ်တက်နိုင်ကြပါစေ။ကျွန်တော်ရဲ့ Bailing House Scan နေနော်ဂရီယာလက်ဆောင်နေ Bailing ဂရီယာပုဒ္ဒရာတွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုသိကြပါ။ ကဲဘုဒ္ဓဘုသာမိအာလုံအောင်စီပိုင်စီနိုင်စီခိုင်စီဗျာကြာတာပရိသတ်သမီးများ2025ခုနှစ်ဧပြီလအတွက်ကလဇာဘေးရင်ရတရာအထူးဟော့စတန်ဖြစ်ပါတယ်ဘဝတစ်စချိုးပြောင်းလဲမြင့်တက်မဲ့စီးပွားတက်မဲ့အခြေအနေကောင်းနေအကွက်လန်းကောင်းနေအဆက်အသွယ်ကောင်းနေပေါ်လာဖို့ရှိနေပါတယ်ခုဘက်ကနေစူးစမ်းဖို့ပဲရည်ကြီးပါတယ်အဲ့ဒါစူးစမ်းတဲ့အခါမှာလည်းပြည်ပြည်မှန်မှန်တစင်ချင်းပဲစူးစမ်းပါ လောဘမကြီးမြတ်အလောမကြီးပါနဲ့နိုင်ငံခြားလူမျိုးခြားအကူအညီဆက်သွယ်ကောင်းတွေပေါ်ပါအော်လာပါလိမ့်မယ်နိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ပါလိမ့်မယ်မိတ်ဆွေရင်းဆရာရင်းတွေရဲ့အကူအညီကောင်းတွေရဖို့ရှိပါတယ်ပညာအသိအကျဉ်းပင်နဲ့တရားခြင်းတွေကျင်းဝတ်တတ်ပါတယ်ရွှေတို့ရတနာတို့အဖို့တန်ဖုံးတို့ဝင်လာဖို့ရှိနေပါတယ်ရစီရပင်းစံငွေများစိတ်ဖို့ထိမော့ပြီးအောင်မြင်နိုင်ပါတယ်အလောက်ကအကျဉ်းစီများလွဲကျော်ပြီးမှအောင်မြင်နိုင်ပါတယ် နှလုံးသားရေးလူမျိုးကြဘာသာကြတမဟုစနေသားသမီးများတမဟုနာမည်မှာတထဒရဏပါတဲ့သူများဝင်ရှုတတ်ပါတယ်သူတို့အကြောင်းပြုပြီးတော့နှလုံးသားရေးအခြေအနေမှာစစ်ပူစရာလေးတွေစကားပြောအငင်းခုံလေးတွေဖြစ်တတ်ပါတယ်အိမ်တွင်းရေးအိမ်တောင်ရေးအဲ့တော့အိမ်တောင်ရေးနဲ့ပတ်သက်လို့ကတော့ဆွေမျိုးကိုအကြောင်းပြုပြီးတော့အိမ်တောင်ရေးကတော့ကစားဖြစ်တတ်ပါတယ်အိမ်တောင်ရေးဆွေမျိုးဝင်ရှုတတ်ပါတယ်အိမ်တောင်ရေးနဲ့ပတ်သက်လို့အိမ်တွင်းရေးနဲ့ပတ်သက်လို့လူကြီးအလုပ်နေရာနဲ့ပတ်သက်လို့ အနေငယ်စိတ်ပူရတတ်ပါတယ်နောက်ပိုင်းတော့သူ့အသူအဆင်ပြေသွားပါလိမ့်မယ်အလုပ်ပြောင်းလဲနေရပြောင်းလဲများကြုံရတတ်ပါတယ်ကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်အလုပ်ဆက်သွယ်အသည့်တွေပေါ်လာဖို့ရှိပါတယ်အလုပ်ပြည့်နေရတည်မြဲနဲ့လည်းပတ်သက်ရတတ်ပါတယ်အတော့ဒီချိန်ကာလမှာခီထိုးကန်ဆမ်းမယ်ဆိုရင်တော့၄တို့၃ည၃ညတို့၄တို့ဟာအကျိုးပေးတဲ့ခီကနံဖြစ်ပါတယ်အဲ့တော့စနေဘုဒ္ဓဟူးနေ့တွေဟာနေကောင်းရတာတွေဖြစ်တဲ့အတွက်အရေးကြီးကိစ္စများအောင်ဆောင်ရွက်နေပါတယ် စနေဘုဒ္ဓဟူသာသမိတ္တိစီကနေပြီးတော့အကူညီကောင်းအကြံကောင်းညံကောင်းများလည်းရဖို့ရှိနေပါတယ်။အနှစ်ရောင်အစင်းရောင်တွေဟာကံကောင်းစေတဲ့ရောင်တွေဖြစ်တဲ့အတွက်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့အချစ်ရေးငွေကြေးအကျွေးကိစ္စအစင်ပြေခြင်းတဲ့သူများကတော့တဘူးအလွတ်ကဲမှာဝိမိယတပ်ပုံထည့်ပါအဖုံးပြန်ပိတ်ပါအဲ့ဒီကတဘူးရဲ့အပေါ်မှာဖျောင်းနေထုံးပြီးတော့ဆူတောင်းပါအဲ့တော့အချစ်ရေးငွေကြေးအကျွေးကိစ္စစင်ပြေခြင်းတဲ့သူများ ငွေကြီးအကျန်စီအောင်မြင်နေတဲ့သူများအခြေအစီပြင်းနေတဲ့သူများတပူးအလွတ်ထဲမှာကိုယ့်ရဲ့ဓာတ်ပုံခဲ့ပါအကုန်ပြပိတ်ပါအတိတ်အပေါ်မှာပြောင်းနိုင်ကုန်ပြီတော့ဆူတောင်းပါငွေကြီးအခြေအစီအတွေ့ကိစ္စများအစီပြပါလိမ့်မယ်အိမ်တောင်ရင်အိမ်တွင်းရင်အလုတ်လူကြီးလီယာနဲ့ပတ်သက်တဲ့ပြဿနာတွေအစီပြခြင်းနဲ့အဲရှောက်ထားတော့အလုတ်နေရခြင်းနဲ့လူကြီးအလုတ်နေရခိုင်ခင်အိမ်တွင်းရင်အိမ်တောင်ရင်အစီပြခြင်းတဲ့သူများကတော့ထမ်းပင်အောက်ပါအဲ့တော့ထမ်းပင်အောက်မှာထမ်းပင်အောက်ကိုသွားပါ အနောက်တောင်အရက်ကိုမျက်နှာမူကဖနဲ့ချွတ်ပါပေါင်မုံစိုင်းနဲ့စိတ်ချနေပြီးတော့ဆူတောက်ပါအဲ့ဒါဘယ်နည်းမစိုးဘယ်ချင်းမစိုးမကြခဏဆောင်နေနေပါရဲ့အဲ့တော့ပြည်တွင်းဒီပါခရီးအောင်မြင်တဲ့ဒီများကတော့စီးနေတဲ့ရေအရှင်ထဲမှာ50ကောင်ဒေးမလွတ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ပြည်တွင်းဒီပါခီးညာအောင်မြင်ပါလိမ့်မယ်ဘယ်နည်းမစိုးဘယ်ချင်းမစိုးဒါဆောင်နေနေပါတယ်ကျမ်းမာရင်နေကတော့ခြေတော့ခါဥကောင် အယုံကြောနဲ့ပတ်သက်တဲ့ယောဂများခတိထားစီလိုပါတယ်ခင်မယ်လို့မဆုလိုပါဘူးကျမ်းမာရေးကောင်းမယ့်ကြေရကတော့အခွားသီးအလုံးကိုတွားကြထိုးတဲ့26ချောင်းချောင်းစိုက်ပြီးတော့နောက်ဖေးမှာစွန့်ပလိုက်ပါကျမ်းမာရေးကောင်းတဲ့ကြေရဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ပြောပြခဲ့တဲ့ကြေရတွေကတော့ရှိစရာအစဉ်ဆက်နဲ့ဆက်ကတုံးလာခဲ့တဲ့အပမင်းနေခအာကိုအာတာပြုတုံးဆွဲခဲ့တဲ့အပိုင်းတပည့်ဒီပညာအမွေကတပည့်ဒီအာကိုအာတာပြုတုံးဆွဲနေစနေများဖြစ်ပါတယ်လွယ်ပြီမဲ့အမတန်ထိရောက်ပါတယ်အဲ့တော့ ဘယ်နေ့ပဲရှိမစို့မကြခဏဆောင်ရွက်မှာဖြစ်ပါတယ်။ကဲတော့ကြာတာဗီတာမင်များအီဗီတာကိုလွတ်လပ်ပေါ်ပါကျော်ရှင်သွားနဲ့အောင်မြင်သွားနဲ့ပြသနိုင်ကြပါသည်။ကဲကြာတာဗီတာမင်အားလုံးအောင်စီပိုင်စီ နိုင်စီ ခိုင်စီဗျာ။ပောက်ကြာပါတမင်များ2025ခုနှစ်အီဗီလာအတွက်တလဆာရေရင်ကြရာ2ဟော့စတန်ဖြစ်ပါတယ်။ကံမတရားကောင်းမတရားညံ့တော့တယ်ပါတယ်။ ကြီးမားတဲ့ပြောင်းလဲတွေဖြစ်ဖို့ရှိနေပါတယ်။ကံမတရားကောင်းမတရားညံ့တော့တတ်ပါတယ်။ကောင်းတဲ့အပြောင်းလဲများဖြစ်ရတဲ့အောင်ဘာသာရေးဘုလို့ပါမေတ္တာများများပို့ပါဤခံစီမွေးပါမကြကနာအိယာပြောင်းရင်ပြပါ ခရီးထွက်ပြပါလူကြီးတယောက်ရဲ့အကူအညီကြီးကြီးမားမားရဖို့ရှိနေပါတယ်။ရက်ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။တည်ငင်းကောင်းများလည်းကြားဖို့ရှိနေပါတယ်။ကောင်းတဲ့ခရီးတွေသွားဖို့ရှိနေပါတယ်။မိတ်ဆွေရင်ဆရာရင်တွေရဲ့အကူအညီကောင်းတွေရမယ်မတင်မပန်းနဲ့ ပညာအတိတ်ရတာမျိုးသင်တန်းတိတ်ရတာတွေ့တယ်ကျွန်တော်တတ်ပါတယ်အဲ့တော့ပညာရေးကြီးမဲ့ချက်များကတော့မတင်မတ်တဲ့ပုံစံနဲ့အောင်မြင်မှုရှိနေပါတယ်နှလုံးသားရေးအငန်းငယ်စစ်ပွားတတ်ပါတယ်မတရားကောင်းမတရားညံ့တွားတတ်ပါတယ်အသေးအဖွဲရစပြီးတဲ့ကတနာဖြစ်သွားတတ်ပါတယ်အဲ့တော့နှလုံးသားရေးနဲ့ပတ်သက်လို့စနေသားသမီးများတို့မဟုတ်နာမည်မှာတထဒရနာပါတဲ့သူများဝင်ရှုပ်တတ်ပါတယ်အထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ် အဲ့တော့အလောက်ကန်အကျန်စီများညီမညီမထားတဲ့အတိုင်းအောင်မြင်မှုရှိနေပါတယ်အဲ့တော့ပြည်တွင်းပြည်ပခီးများလည်းအောင်မြင်မှုရှိနေပါတယ်အဲ့တော့ဒီအချိန်ကာလမှာ အကျိုးပေးတဲ့ခီးကဏ္ဍကတော့တစ်ကဲ9ရဖြစ်ပါရဲ့တစ်9 9တစ်ညံ့များပါတယ်လက်မှတ်ကိုရေးပြီးတော့ထိုးဖို့ဖြစ်ပါရဲ့တန်နင်းကလေးကြာသာပရိနေဒီဟာအဲ့တော့ကံကောင်းစေတဲ့နေကောင်းရတာများဖြစ်တဲ့အတွက်အရေးကြီးကိစ္စများဆောင်ရွက်နိုင်ပါရဲ့တန်နင်းကလေးကြာသာပရိသာသမီရေးစီရနေပြီးတော့အကူညီကောင်းအကြံကောင်းများရဖို့ရှိနေပါတယ်စနေ သာသမီစနေနေ့တွေကိုအထိုးသိမ်းထားပြီးတော့ကြက်တန်းစီနေပါတယ်။အကျိုးပေးတဲ့အရောင်တွေကတော့အနီရောင်အဝါရောင်ရွှေရောင်တွေတိတဲ့အတွက်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့ဒီချိန်ကာလမှာလုပ်ငန်းအကျဉ်းစီများအောင်မြင်ခြင်းနဲ့လျှော့ထားသောလုပ်ငန်းရခြင်းနဲ့အိမ်တောင်ရေးအစီအပြေခြင်းနဲ့အိမ်နွေးရေးအစီအပြေခြင်းနဲ့အလုပ်အစီအပြေခြင်းနဲ့အထက်လူကြီးနဲ့အစီအပြေခြင်းနဲ့စသည်ဖြင့်အဲ့ဒီကိစ္စများအောင်မြင်နေဆိုရင်တော့အုံးပင်အောက်ပါအဲ့တော့အုံးပင်အောက်ကိုသွားပါရှင်းမြောက်ရက်ကိုမျက်နှာမူပါခဏချွတ်ပါ တရက်ဒီတရက်ယူစားရင်းနဲ့စိတ်ထဲနေပြီးတော့ဆူတောင်းပါဒါဆိုရင်တော့အခုနပြောတဲ့ကိစ္စတွေအောင်မြင်ပါလိမ့်မယ်အဲ့တော့ပြည်တွင်းပြပခေးအောင်မြင်နေတဲ့သူများကတော့စီးနေတဲ့ရေရှင်ထဲမှာ90ကောင်ဘေးမဲ့လွတ်ပြီးတော့ဆူတောင်းပါပလုံသားရေးအစဉ်ပြေခြင်းတဲ့သူများငွေကြေးကိစ္စအစဉ်ပြေခြင်းတဲ့သူများအကျွေးကိစ္စအစဉ်ပြေခြင်းတဲ့သူများကတော့အုံးသေးပေါ်မှာဖျောင်းနိုင်ထုံးပြီးတော့ဆူတောင်းပါအဲ့တော့အုံးသေးကအစိမ့်လေးရတယ်အကွန်ကွာထားတဲ့အုံးသေးလေးရအုံးသေးဖြစ်ပြီးရောနော် အဲ့ only ပေါ်မှာဖျောင်းနိုင်တုံစုတောင်းရင်းအဖြစ်အခြေကိစ္စတွေဝေခြေကိစ္စတွေကျွေးကိစ္စတွေအစဉ်ပြီးအောင်နိုင်ပါလိမ့်မယ်အဲ့တော့အခုပြောပြခဲ့တဲ့ရေရရာတွေကမကြာခဏပြည့်လောက်အောင်ဖြစ်ပါတယ်ဘယ်နည်းမစိုးဘယ်ချိန်မစိုးမကြာမကြာလောက်အောင်ဖြစ်ပါတယ်ကဲတော့တောက်ကြာတာသမီများဤကိလကိုလွတ်လပ်ပေါ်ပါပြည့်စုံစွာနဲ့ဖြတ်တန်းနေကြပါစေကဲတောက်ကြာတာသမီအားလုံးအောင်စီပိုင်စီနိုင်စီခိုင်စီဗျာစနေသားသမီးညာ 2025ခုနှစ်အီဂျီလာအတွက်တလစာဘေးဒင်ကြရရာတူဟော့စတယ်ဖြစ်ပါတယ်အဲ့တော့ကံအလဲလက်မှာရှိနေပါတယ်စိတ်လေစိတ်ထွေပြီးတော့ဆုံးပြတ်ချက်အမားတွေချမ်းမိတတ်ပါတယ်လက်ထဲမှာငွေတွေညံ့များကြက်ကြပယ်မထားတင်ပါဘူးငွေတွေကြက်ကြကင်ခဲ့လို့ရှိချမ်းမိုင်ညံ့တော့တတ်ပါတယ်လူကြီးတယောက်ရဲ့အကူအညီလည်းကြီးကြီးမားမားရဖို့ရှိနေပါတယ်လူငွေချားနိုင်ငံခြားအကူအညီဆက်သွယ်ကောင်းနေပေါ်မယ်လူငွေချားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စများက မတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံနဲ့အောင်မြင်မှုရှိနေပါတယ်။အဖို့တန်စက်ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။ဝမ်းသာစရာစာရရောက်လာဖို့ရှိနေပါတယ်။ပလုံးသားရဲ့ဘေးဒူနောက်ဆက်ရှိနေပါတယ်။စကားပြောအငင်းခုန်ဖြစ်တတ်ပါတယ်။ရံဖြစ်လိုက်၊ကင်ဖြစ်လိုက်ဖြစ်နေတတ်ပါတယ်။ရစရာ ပေးစရာဝင်များစိတ်ပူတက်လျက်ပြီးမှအောင်မြင်ပါလိမ့်မယ်။ရစရာပေးစရာဝင်များစိတ်ပူစကားပြောငင်းခုန်ပြီးမှအောင်မြင်တတ်ပါတယ်။အဲ့တော့အိမ်နွေးရင်းနဲ့ပတ်သက်လို့အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့ အပြောင်းအလဲမမေရမရှိဘဲနဲ့အဲမန်နေဂျာမတဲ့ကိနေတတ်ပါတယ်အဲ့တော့ပြည်တွင်းဒီပခီးများကတော့အနှဲငယ်စိတ်ပူကြက်ကြပေးနေအောင်မြင်နေပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီချိန်ကာလသည် အကောင်ဆုံးလွဲချော်တတ်တဲ့ကာလပဲဖြစ်ပါတယ်ကို့မှာရှိတဲ့ဥစ္စာပစ္စည်းငွေကြေးများရောပတ်တတ်တဲ့ကာလဖြစ်တဲ့အတွက်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့စနေနေ့အင်္ဂါနေ့တွေဟာနေကောင်းရက်သာတည်တဲ့အတွက်အရေးကြီးကိစ္စများကိုဆောင်ရွက်နိုင်ပါတယ်စနေအင်္ဂါ သာသမီတွေစီရနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။တနင်္လာသာသမီများနောက်တနင်္လာနေ့များကိုတော့အထူးသတိထားပြီးတော့ဖျက်တမ်းစေလိုပါတယ်။အဲ့တော့ဒီချိန်ကာလမှာငွေကြေးအခြေရေးအကျိုးကိစ္စအစဉ်ပြေနေတဲ့သူများကတော့စီးနေတဲ့ရေရှင်ထဲမှာငါးခုနှစ်ကောင်ဘေးမလွတ်ပြီးတော့ဆူတောင်းခြင်းအဖြစ်အဲအခြေရေးကိစ္စငွေကြေးကိစ္စအကျိုးကိစ္စများအစဉ်ပြေအောင်မြင်နိုင်ပါတယ်။ဘယ်မိဘယ်ချိန်မဆိုလက်ကြခဏဆောင်ရွက်နိုင်ပါလေ။ အဲ့တော့အိမ်တောင်ကြီးအိမ်တွင်းကြီးလူကြီးအလုတ်နေရအစီအပြင်းတဲ့သူများအဲ့တော့ရှောက်ထားတဲ့အလုတ်အမြင်ရကျင်တဲ့သူများကတော့အာလူဟင်းကိုဝင်းကြောင်စွန့်ပို့ခြင်းအာခိအစီအပြင်းအောင်မြင်နိုင်ပါတယ်အဲ့တော့ပြည်တွင်းပြည်ပခရီးအောင်မြင်ခြင်းတဲ့သူများကတော့မရှိနွမ်းပါတဲ့တဲ့ကြီးရွယ်ကိုတယောက်ကိုစက်ပြအကျံလက်တော့ဘောအကျံပတ်ဆက်အနုံစွန့်ကြဲခြင်းအာဖြင့်ပြည်တွင်းပြည်ပခရီးများအောင်မြင်နိုင်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ချောချောက်ခါဝမ်ပိုက်စိတ်ကြောင့်ဖြစ်သောရောဂါများတိတိထားစီလိုပါတယ် အဲ့တော့စိတ်ကြောင့်ကိလေသာဆိုတာစိတ်ညစ်ပြီးတော့ကြာမိုင်ညံ့တာမျိုးစိတ်တောင်းကုတည်ဖြစ်တာမျိုးယောဂညာတိထားစီလိုပါတယ်။ကြာမိုင်ကောင်းစီမဲ့ကြေရကတော့ပေးကြောနှစ်ခုလက်ငါကိုယ်ကိုကြည့်ပြခြင်းအဖြစ်ကြာမိုင်ကောင်းပြီးတော့အခိုက်အတန့်ညံ့နေကြည့်ပြောက်စီပါလိမ့်မယ်။အဲ့တော့ဒီချိန်ကာလကိုတော့စေကောလူကတည်ငြိမ်စွာနဲ့ဒါပြတ်တန်းစီလိုပါတယ်။အကျိုးပေးတဲ့အကြောင်းတွေကတော့အနဲ့ရောင်မီညိုရောင် ရှင်ကြအယောင်တွေကအကျိုးပေးတဲ့အယောင်တွေဖြစ်တဲ့အတွက်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အကျိုးပေးတဲ့ထိကနှန်းကတော့ခွန်ရ3ရ3ရခွန်ရပဲဖြစ်ပါတယ်။ကဲတော့ဒီနေရာတွေကမကြခဏပြီလို့အောင်မှာဖြစ်ပါတယ်။ဘယ်နေ့မဆိုဘယ်ချိန်မဆိုဘယ်နေရာမဆိုမကြခဏဆောင်ရမှာဖြစ်ပါတယ်။ကဲစနေသားသမီးများဒီဒီရကိုလွတ်လပ်ပေါ်ွားပြောရှင်ယူကနဲ့ပြသန်းနိုင်ကြပါသေး။ကဲစနေသားသမီးတွေအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်းစေကြ။